ျွန်တော်အခုဒီလိုဘတ်စကွီချီးကိတ်တွေကိုမျက်စိကြနေတာနဲ့အရသာ6မျိုးလောက်လုတ်ဖြစ်သွားတယ်။ဒါပေမဲ့ပြောရရင်တော့ဒီလောက်ကောင်းတဲ့ဘတ်စကွီချီးကိတ်မျိုးဒိန်ကျင်နဲ့လုတ်တယ်ဆိုတာဘယ်သူယုံမလဲ။ကယ်လိုရီရမ်းနေတယ်လို့ရမ်းရဲစားလို့ကောင်းပါတယ်။ဓမ္မဆုံးအနေနဲ့ဒိန်ကျင်ကိုအဝယ်ပါနဲ့ဆစ်လိုက်ပါမယ်။ကျွန်တော်သုံးတာကတော့တလီတာပူကြီးတပူဖြစ်ပါတယ်။ဘာလွဲသွားလဲတော့မသိပါဘူး။အကြီးကြီးစက်တောင်ဆစ်လို့မထွက်ပါဘူး။အားနဲ့တစ်ချက်ညစ်ကြည့်တဲ့အခါမှလည်းအဆင်မပြေပြန်ပါဘူး။တေချာပေါ့ဒိန်ကျင်ပြဿနာပဲမလို့ဒီတစ်ခါတော့ပါဝင်ပစ္စည်းတွေဂလတ်တင်မပါအချို့မပါတဲ့ဒိန်ကျင်ကိုရွေးထားပါတယ်။ ဒါဆိုရင်အလုပ်ဖြစ်မဖြစ်ဆက်ကြည့်ရအောင်ပါနောက်ဆုံးတော့ရသွားခဲ့ပါပြီသူ့ကိုတ냐လုံးလုံးထားပြီးတော့အရေးကြီးတွေကိုစစ်ထုတ်ပေးလိုက်မယ်ဆိုရင်တော့ကယ်လိုရီနည်းပြီးတော့ပြည့်နေတဲ့ဒိန်ဂျီနှစ်ကိုရရှိပြီဖြစ်ပါတယ်သူကအရန်နှူးညံ့ပြီးတော့ချောမွေတယ်ဆိုပေမဲ့စားရင်အရန်ကိုချင်တာမလို့ဒိန်ဂျီနှစ်250 g နဲ့တကြား50 g ကြောက်နှလုံးထည့်ပြီးတော့ချောမွေတဲ့ဒိန်ဂျီနှစ်ရအောင်လို့မှုေပေးလိုက်ပါမယ်သူတဲ့ကိုဒိန်ဂျီဒါမှမဟုတ် cream cheese ထည့်ပြီးတော့အားလုံးကိုမှုေပေးလိုက်ရင်ရပါပြီ တမအောင်မွေပေးပြီးတဲ့နောက်မှာနှစ်ခွက်ခွဲပေးလိုက်ရင်တော့လေးလက်မကိတ်နှလုံးထက်လုပ်လို့ရပါပြီ။ငွေချင်းတွေကိုပါကြွေးဖို့စိတ်ကူးရှိတယ်ဆိုရင်တော့မြန်မြန်လေးလုပ်လို့ရပါတယ်။ကျွန်တော်ကတော့ချောကလက်အရသာ၊အာလီဂရေးတီအရသာ၊အယ်ဂရေးတီအရသာ၊ပါစတာချီယိုအရသာ၊အော်ရီယိုအရသာနဲ့မူလာအရသာကိတ်တို့လုပ်ဖြစ်ပါတယ်။အလုံးကိုပုံစံကွက်တဲထည့်ပြီးတော့အပူချိန်190ဒီဂရီနဲ့15မိနစ်ဖုတ်ပေးလိုက်ပါမယ်။ Oreo Basky Cake Chocolate အနှစ်အတွက် Chocolate 50g, Whipping Cream 40g, တော့ဘတ်စေဂရမ်ကိုတမအောင်မှုပေးလိုက်ပါမယ်။နှိုးရတာအတွက် great yogurt ကိုစမ်းပေးလိုက်ပါမယ်။ pistachio ရတာအတွက် whipping cream 50g တကြား 5g pistachio 4g ကိုတမအောင်ရုံးမှုပေးလိုက်ပါမယ်။ပြီးရင်တော့ကိတ်မော်မော်ကိုတင်ပြီးတော့အပေါ်ကနေ pistachio အစစ်ကိုဖြူပေးလိုက်မယ်ဆိုရင်တော့ရသွားပြီဖြစ်ပါတယ်။တဘာဝရတာအတွက် whipping cream ထည့်ပြီးတော့အပေါ်ကနေ blueberry အသီးလေးတွေတင်ပေးလိုက်မယ်ဆိုရင်ရပါပြီ။နောက်ရတာတစ်မျိုးအတွက်ဘေးဦးနှစ်တင်ပြီးတော့အပေါ်ကနေတရားညို biscuit အခြေတင်ပေးလိုက်ရင်တော့အားလုံးရသွားပြီဖြစ်ပါတယ်။ ဒီလောက်နူးညံ့အီးဆက်နေတဲ့ကိမုံမျိုးကျွန်တော်တကယ်မစားဘူးပါဘူး။သူ့ရဲ့အရသာကအရန်ကိုနူးညံ့တာမို့ကျွန်တော်ရဲ့ရှာနေတော့ကအရန်ဖြစ်နေတယ်လို့တောင်မှခံစားရစီပါလိမ့်။တိကျတဲ့အချိုးအစားကိုသုံးပြီးတော့နည်းနည်းလောက်သတိထားလိုက်မယ်ဆိုရင်တော့လူမျိုးရေခဲမုံလိုမျိုးပဇက်တဲ့ရောက်တာနဲ့ပျော်သွားတဲ့ခံစားချက်မျိုးကိုပေးဆွနိုင်တဲ့ကိမုံဒုံလေးတစ်ခုလုပ်လို့ရပြီဖြစ်ပါလိမ့်။ချောင်းလမ်းမှာကိမုံပုံစံကွက်ရဲ့အောက်ဖက်နဲ့ဘေးဘက်ကိုစီစဉ်ဆက်ကူရီကြိုခံထားလိုက်ပါမယ်။ပြီးရင်တော့ရေနေဦးတည်ပြီးတော့အိုးအောက်ခြေမှာအမြုပ်လေးတွေထလာပြီးအပူချိန်90ဒီဂရီလောက်ရှိလာပြီဆိုရင်တော့ဇလုံးကိုတင်ပြီးတော့ ကြိုပြီးတော့ပြုတ်အောင်လုပ်ထားတဲ့ cream cheese 125 gram တော်ဘက်35 gram နဲ့နွားတို့60 gram ကိုအားလုံးပျော်သွားအောင်လုပ်ပေးလိုက်ပါမယ်။အိုးတွေကကြိုထားတဲ့နှုတ်ရည်အေးသွားပြီဆိုရင်တော့အပူနည်းနည်းလေးပြန်တင်ပေးလိုက်ပါမယ်။မုန်းနှစ်ကိုနွေးနေအောင်ထားတာကအောင်မြင်စေတဲ့အဓိကချက်ပဲဖြစ်ပါရည်။သူထဲမှာပြောင်းကုံမုံ15 gram ၊ကစီတန်နဲ့တဲ့ဂျုံမုံ15 gram ၊ကျုပ်နှစ်၃လုံးထည့်ပြီးတော့အားလုံးတမအောင်မှုပြီးတဲ့နောက်မှာမကြေပဲကြံနေတာရှိရင်တော့စကားနဲ့စစ်ထုတ်ပေးလိုက်မယ်ဆိုရင်အရန်ကိုနူးညံ့တဲ့ကျုပ်မုံနှစ်ကိုရပါပြီ။ ။ရင်တွေးရဲစိန်ထားတဲ့စလုံးကိုအပြင်ကိုမထုတ်ယူဘဲနဲ့သူ့ကိုအပူချိန်ခန့်နှွေးနှွေးလေးလေးကိုခဏထားလိုက်ပါမယ်။ကြက်ဥအကောက်ကိုမရိုက်ခင်မှာအကင်ပန်းကိုအောက်ဆုံးအကန့်မှာထည့်ပြီးရင်တော့ရင်တွေးထည့်ပြီးတော့ကြိုပြီးတော့အပူပေးထားလိုက်ပါမယ်။ကြက်ဥအကောက်ကိုကြိုအေးခဲထားဖို့မလိုဘဲနဲ့အေးခံထားရုံနဲ့ရပါရီ။သူတဲကိုရှောက်ယူဒဇန်20ထည့်လိုက်ပြီးတော့တကြား55 gram ကိုသုံးညင်ခွဲထည့်လိုက်ပါမယ်။အနေထားတစ်ခုထိရောက်အောင် cream ရိုက်ပြီးရင်တော့မွေဇက်ကိုရက်ပြီးဒီတိုင်းပဲနှစ်ပတ်သုံးပတ်မွေပေးလိုက်ပါမယ်။မယူလိုက်တဲ့အချိန်မှာလိုမျိုးစေးစေးလေးရှိနေပြီဆိုရင်တော့ရပြီဖြစ်ပါတယ်။ အရင်ဆုံးမှွေတဲ့အတန်နဲ့မှွေပြီးတော့လေလေအများကြီးမှုံအောင်လို့လုပ်ပေးလိုက်ပါပြီးတော့မှရောင်မနဲ့အောက်ခြေထိထိုးမှွေပေးလိုက်ပါမယ်အဲ့နောက်မှာတော့အနေဒါတစ်ခုကိုရောက်ပြီးဆိုရင်တော့ကိတ်မုံအနှစ်ကိုပုံစံကွက်ထဲလောင်းထည့်ပြီးတော့လေပူပေါင်းမထအောင်လို့ဒူးနဲ့ချက်ထိုးမှွေပေးလိုက်ပါမယ်တကယ်လို့အောက်ခြေကမငြိမ်မဲနဲ့လှုပ်နေတယ်ဆိုရင်တော့ခဲဘက်နှစ်ထက်လောက်ထပ်ပတ်ပေးရမှာပါကျွန်တော်ကတော့အကျုပ်အကာကိုရိုက်တာလွန်သွားလို့အကွဲသွားပါတယ်ခုနကတိုင်းပဲလုပ်ပြီးတော့အကျုပ်အကာကိုနောက်တစ်ချိန်ထပ်ရိုက်ပါမယ်ဒီချိန်မှာတော့အတော်လေးယုံအားရှိတဲ့အနေအထားဖြစ်သွားခဲ့ပါပြီ ရေပန်းတဲ့ကရေကိုလည်းမြများလေးပို့ထည့်လိုက်ပါမယ်။အလိုဆိုရင်တော့အကွဲမတော့အောင်လို့တားဆီးထားနေပါတယ်။ဒီချိန်ထဲမှာပဲမုံဖုတ်တဲ့အပူချိန်ကိုလည်းချိန်ညှိပေးလိုက်ပါမယ်။အိုဗန်ထဲကအပူချိန်ကို120ဒီဂရီနဲ့တနာရီဖုတ်ပြီးရင်အပူချိန်150ဒီဂရီနဲ့မိနစ်20ထပ်ဖုတ်ပြီးအိုဗန်ထဲမှာနာရီဝက်လောက်သူ့အပူချိန်နဲ့သူဆက်ထားပေးပြီးမှယူထုတ်လိုက်ပါမယ်။ဒါဆိုရင်တော့ပြည့်ပြည့်စုံတဲ့ cheese cake လေးကိုရပြီဖြစ်ပါတယ်။တကယ်ကိုမှနူးညံ့ ਈ ဆက်ပြီးတော့ပဇက်ထဲရောက်တာနဲ့ပျော်သွားတဲ့အရာသာကတကယ်ကိုမှဆွဲမက်ခြင်းစရာပါ။ တကယ်ကြိုက်လိုက်တာနဲ့ cheese အနံ့တင်းတင်းလေးရတာမို့လို့အရန်အရသာရှိပါတယ်ပြတ်သွားတဲ့တစ်ခုကလည်းအက်ကွဲသွားတာလွဲရင်တော့အရသာအတူတူလောက်ပါပဲသူ့ကိုအဝိုင်းလေးတွေဖြတ်ပြီးတော့ Oreo Volcano Cake လေးလုပ်ကြည့်လိုက်ပါမယ် Cake Cream အတွက် Whipping Cream 200g နဲ့ကို 35g ထည့်မွေပေးပြီးတော့ကိတ်မုံရဲ့နောက်ဆုံးလွှာကိုအပေါက်တစ်ခုဖောက်ပေးထားလိုက်ပါမယ်အဲဒီနောက်မှာတော့ Chocolate ရသာ Cream နဲ့အမြင်လှအောင်လုပ်လိုက်တော့ပေးလိုက်ပါမယ် Chocolate Lover အတွက် Chocolate 35g နဲ့ Whipping Cream 50g ကိုရောမွေပေးလိုက်ပြီးတော့ကိတ်မုံအပေါက်ထည့်လောင်းထည့်ပေးလိုက်ရင်တော့ရပြီဖြစ်ပါတယ် cheesecake ကို chocolate ရဲ့ပြည့်နေတဲ့အရာနဲ့တွဲဖက်ပေးလိုက်တဲ့အခါမှာတော့တကယ်ကိုမှစားလို့ကောင်းပါတယ်ခင်ဗျာတကယ်ကိုမှစမ်းစာကြည့်ဖို့ထိုက်တန်တာမလို့လူကြီးမင်းတို့လည်းလိုက်ပြီးတော့လှူစားကြည့်လိုက်တော့နော်တရရမှာများလူကြီးမင်းတို့အိမ်မှာကြက်ဥပဲရှိတော့တယ်ဆိုရင်ကြက်ဥ super cake လေးလှူကြည့်လို့ရပါတယ်ကြက်ဥသုံးလုံးကိုအနှစ်နဲ့အကာခွဲပြီးတော့ကြက်ဥနှစ်ထဲစားရစွန်းထည့်ပြီးကြည်အောင်ကြည်ထားလိုက်ပါမယ်ကြက်ဥအကာထဲမှာတော့တရားရစွန်းထည့်ပြီးတော့ဖွေးလာတဲ့အထိရိုက်ပေးလိုက်ပါမယ် အလိုမျိုးရုံအားမရှိတဲ့အနေအထားရောက်ပြီဆိုရင်တော့ကျုပ်နှစ်ကိုပါထည့်ပြီးတမအောင်မွေပေးလိုက်ပါမယ်။အဲဒီနောက်မှာတော့စီတုပ်ထားတဲ့အိုးရဲကိုထည့်ပြီးတော့မီးအေးအေးနဲ့ရှင်းမင်းလောက်တည်ထားလိုက်ရင်တော့တိမ်လိုပဲနူးညံ့အီးဆက်နေတဲ့ဆူဖယ်မုံလေးရရှိလာပါပြီ။ကိမုံလေးထက်ပိုနူးညံ့လို့ချက်ချင်းစားကျင်စေဖြစ်စီမှာပါ။သူ့ကိုတကြားမုံဖြိုးပြီးတော့ပြားကြီးစမ်းပြီးစားမယ်ဆိုရင်တော့အရန်အရသာရှိပါရည်။တကယ်လို့များဒဲအိုးလေးလှုပ်တဲ့အချိန်မှာအပူချိန်ကိုမထိန်ချုံနိုင်မှာဆိုရင်တော့ခုနကတိုင်မဲ့မုံနှစ်ထည့်ပြီးတာနဲ့ခွက်ထဲထည့်ပြီးအိုဗန်ထဲမှာအပူချိန်180ဒီဂရီနဲ့ 15မိနစ်ထည့်ဖို့ပေးလိုက်ရပါပြီ။ oven နဲ့ကထုတ်ပြီးပြင်းစူဖယ်မုန်းကအရသာရှိဆုံးမဲမလို့ပူတုံးစားဖို့မမီနေနော်။နေရာဒီမှာဖျဲသီးကိုညင်းပယ်နိုင်တဲ့သူတို့ရှိလေ။ဖျဲသီးကိုထက်ချမ်းချမ်းပြီးတော့နီလန်းနှမျိုးနဲ့စားဖို့ပြင်ကြပါမယ်။ပထမတစ်ခုကိုလုံမျိုးအလျားလိုက်တောင်းလိုက်ကန်လန်ဖြတ်ကိုဓာတ်နဲ့လှီးပေးလိုက်ရင်ဖျဲသီးကိုလက်မပေးဘဲစားလို့ရပါပြီ။ဒီတိုင်းစားလိုက်ရင်တော့အရသာရှိသလိုသူ့ကိုသုံးပြီးတော့အရသာရှိတဲ့ဖျဲသီးဖြော်ကြီးလေးလေးလှူတော့လို့ရပါသေးတယ်။သူ့ကိုခွက်ထဲလှီးထည့်ပြီးတော့အကြီးဖြစ်အောင်ခြေလိုက်ပါရင် အရေးရစင်တက်လို့အနာရမ်းမကန့်မိဖို့တော့လိုအပ်ပါမယ်။သူရဲကိုရေခဲစပယ်ပန်းလက်ဖက်ကြီးနဲ့နွားနို့ထည့်လိုက်ရင်စပယ်ပန်းရင်းနှက်နဲ့ဖျဲသီးဖြော်ရီကိုရပြီဖြစ်ပါရည်။ချိုချိုလေးနဲ့အရန်အရသာနူးညံ့ပြီးတော့တောက်လို့အရန်ကောင်းပါရည်။နောက်ထပ်တစ်မျိုးကိုထပ်ပြီးတော့ပြောပြပါမယ်။ဒုတိယတစ်ခွက်ကိုလည်းထပ်ပြီးပြင်ဆင်ကြရအောင်ပါ။ဒီရဲကိုတော့ရေခဲနဲ့တံမြာသီးထည့်ပြီးတော့ surprise အပြည့်ဖြည့်လိုက်ပါမယ်။ဒါဆိုရင်တော့နေရာသီးရဲ့တက်စာဖြစ်တဲ့ဖျဲသီးဆိုတာလေးရပြီဖြစ်ပါရည်။တတိယခွက်ထဲကိုတော့ရေခဲ၊ပပပလဲလုံးနဲ့ယောက်ကုတ်အပြည့်ဖြည့်လိုက်ပါမယ်။ ဒါဆိုရင်တော့ချိုးချိုးချင်းချင်းဖျားသီးတင်ခြင်းလေးရပြီဖြစ်ပါတယ်။နောက်တစ်ချမ်းကိုတော့အခုတလောအရန်စားကြည့်နေတဲ့ဖျားသီးရေခဲကြည့်လေးလှူစားကြည့်ကြရအောင်ပါ။ဖျားသီးကိုခွက်ထဲချစ်ယူပြီးတော့ဒီလိုမျိုးမာနေတဲ့အထိအေးခဲထားလိုက်ပါမယ်။အဲ့ဒီနောက်မှာတော့ကြိတ်ဆက်တဲ့ခဲထားတဲ့ဖရဲသည်နွားနို့နှုံမုံတစုံကောင်းညင်မောင်းတစုံထည့်ပြီးတော့ကြိတ်ပေးလိုက်မယ်ဆိုရင်တော့ဖရဲသည်ရေခဲချစ်လေးရပြီဖြစ်ပါတယ်။ ရာဒီယိုတို့ပို့ရင်တော့အပြော်မြန်ပြီးတော့အချိန်နဲ့အပြေးပြိုင်နေရတဲ့မြမြကြီးပြောနိုင်တာမလို့အချိန်လှုပ်ပြီးတော့စားရမှာဖြစ်ပြီးတော့မထင်မထားလောက်အောင်လည်းရတာရှိပါတယ်။သူကပုံမှန်ရေခဲချစ်တွေထက်စီစီလေးနဲ့နှွေးနံပိုတင်ပြတဲ့ခန်းစားချက်မျိုးပေးနိုင်ပါတယ်။အရန်ရတာရှိလို့နေရာကြီးကြရင်တေချာပေါ့လှူစားကြည့်ကြနော်။အိမ်ကရေခဲတစ်တာရဲမှာနွားတို့ရှိသေးတယ်ဆိုရင်တော့ပဝင်ပစ္စည်းရိုးရှင်ပြီးနေရာကြီးနဲ့ရမ်းလိုက်ဖက်တဲ့ဒီလိုကယ်လိုရီနဲ့တဲ့မုန်းချူ၃မျိုးကိုတေချာပေါ့လှူစားကြည့်လို့ရတယ်နော်။မှွေပေးလိုက်ုံနဲ့လည်းလှုပ်လို့ရတာဖြစ်လို့အရန်လွယ်ပါတယ်။နံပါတ်၁ Snow Mode နွားနှုတ်900ဂရမ်တကြား40ဂရမ်ပြောင်းကော်မွန်60ဂရမ်ကိုအရင်တမအောင်မွေပြီးမှမီးအေးအေးလေးနဲ့လိုမျိုးပြပြနဲ့နဲ့အနေထားမျိုးရအောင်လို့မွေပေးလိုက်ပါမယ်။ပုံနေတုန်းမှာသူ့ကိုဘန်းထဲထည့်ပြီးတော့အေးခဲသွားပြီဆိုရင်တီးလို့ရပြီဖြစ်ပါတယ်။သူကတော့အေးမြပြီးတော့နူးညံ့အီးဆက်တဲ့ရတာဘေးဆွနိုင်တဲ့မုံတစ်မျိုးပဲဖြစ်ပါတယ်။အုံဒီမုံနဲ့တမအောင်ကပ်ပေးလိုက်မယ်ဆိုရင်တော့ပဇက်ထဲရောက်တာနဲ့ပျော်သွားပြီးတော့နှွေးနံတင်ပြန့်တဲ့စနိုးမုံလေးရပြီဖြစ်ပါတယ်။နွားနှုတ်900ဂရမ်တကြား60ဂရမ် နိုမုံ90ဂရမ်ပြောင်းကော်မုံ15ဂရမ်ကိုမီးအေးနဲ့မှွေပေးရင်နဲ့ကြိုးချက်ပေးလိုက်ပါမယ်။အယောင်အနေငယ်ရင့်လာပြီးတော့အနေငယ်ပြစ်လာအောင်လို့ကြိုးပေးလိုက်ရင်ရပါပြီ။အဲဒီနောက်မှာတော့သူ့ကိုရေခဲကြောင်းပုံစံခွက်ထဲထည့်ပေးလိုက်ပါမယ်။ပုံစံခွက်မရှိရင်တော့နွားနို့ပူကိုသုံးရင်လည်းရပါတယ်။ရေခဲကြောင်းထဲမှာကကော်မုံပါဝင်မှုပမာဏနည်းတာကြောင့်စားတဲ့အခါမှာလည်းအရန်ကိုမှနူးညံ့ပြီးတော့ရေခဲကြိုးတွေလည်းမပါပါဘူး။တကယ်ကြိုင်လိုက်ရင်နွေနံပြည့်ရနေတာမလို့အဆမပြတ်စားချိန်ဒီမှာတည်ကြပါရည်။နံပါတ်3နိုမလိုင်းကော်ဖီ စူပါမားကတ်မှာဝယ်စားတဲ့နုံမလိုင်ကူဖီတွေကနည်းနည်းလေးကိုဈေးအများကြီးပေးရပြီးတော့တကယ်တော့အိမ်မှာလှုပ်ရှားရင်ဈေးတက်တက်တတာနဲ့မြင်များစားလို့ရပါတယ်။ချီစ်ပြားလေးပြားတကြား90ဂရမ်၊နွားနို900ဂရမ်ကိုမီးရဲနဲ့ချီစ်ပြားတွေအရေးပြောတဲ့အထိကြိုပေးလိုက်ပါမယ်။သူတဲကိုရေကြိုစိန်ထားတဲ့ဂလတင်25ဂရမ်ထည့်ပြီးတော့လက်ကျန်ပူချိန်လေးနဲ့ပျော်အောင်လှုပ်ပေးလိုက်ပါမယ်။အဲဒီနောက်မှာတော့ပုံစံကွက်တဲထည့်ပြီးတော့ခဲသွားအောင်အေးခံပေးလိုက်ရင်တော့ရပါပြီ။